အမေဒါအမေနာမည်နဲ့တရားနာပြီနော်မင်းနော်ကောင်းရမွေးတော့နော်မင်းနော်တောက်ဆေးကြတိလားနော်မင်းနော်တောက်ဆေးကြနေမတော်တည်နေနေလည်းကမ်းမတော်ဘူးနော်မင်းနော်ကောင်းရမွေးတော့နော်မင်းနော်တောက်ဆေးကြတိလားနေမတော်တည်နေနေလည်းကမ်းမတော် ဟုတ်ကဲ့လေးရှောင်းမလို့နောင်းမယ်နော်ဒါလေးလေးမှမနေမနောင်းမယ်နော်တော့ဆက်ကြအမျိုးတွေအားလုံးပဲမလီနာမအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းနေပဲကျွန်တော်ရဲ့ Coach Production Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Master 31ရက်နေ့တင်းလာနေရဲ့ညပိုင်းထီနောက်ဆုံးရရှိတဲ့ငလင်သတင်းတွေနဲ့အတူအခြားသောစီးရီးသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲစုံတီးကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့အောက်ဆုလိုက်ပါရစေ။ပုံသုံးသတင်းပုံနေနဲ့ကတော့ တိုင်းဘီလာကွန်ဒိုတောင်ပယ်ချမ်းရှောက်ဖွေမှုရန်နာတော်လဲမြောက်ဖွဲ့ချမ်းမှာပိတ်မိနေသူတွေကိုကယ်ဆယ်ရေးတွေဆက်လုံဆောင်နေကြောင်းသိရှိရပါတယ်။မန္တလေးစကိုင်းဘီလာကွန်ဒိုတောင်ပယ်ချမ်းပြိုကျမှုမှာပိတ်မိနေသူများကိုရှောက်ဖွေခြင်းရန်နာလိုက်တော်လဲအဆိုပါကွန်ဒိုရဲ့မြောက်ဖွဲ့ချမ်းမှာပိတ်မိနေသူများကိုရှောက်ဖွေကယ်ဆယ်ရေးတွေဆက်လုံဆောင်နေကြောင်းမြေပြင်ကကယ်ဆယ်သမားတွေပြောထားပါတယ်။တိုင်းဘီလာကွန်ဒိုမှာအပြည့်စည်းများကိုပိတ်မိနေသူများအလုံးအသက်ရှင်လျက်မရှိတော့သည့်အတွက်ကယ်ဆယ်ရေးများရန်နာရပြီလို့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေပါဝင်တဲ့အဖွဲ့ဝင်တူကလည်းပြောကြားထားကြောင်းသိရှိရပါတယ်။ ကွန်ဒိုရဲ့တောင်ဘက်ချမ်းကိုရှာဖွေမှုကသာရန်နာခြင်းဖြစ်ပြီးမြောက်ဘက်ချမ်းကိုတော့ဆက်လက်လှုပ်ဆောင်နေရတယ်လို့လည်းပြောထားပါဗျ။လက်ရှိမှာမန္တလေးမြို့တွင်ပျက်စီးမှုများပြားလွန်းသဖြင့်ကျွမ်းကျင်ကယ်ဆေးဝန်ထမ်းများကိုဖျန့်ချက်ကကယ်ဆေးလုပ်ငန်းများကိုတောင်းနေခြင်းဖြစ်ပြီးမန္တလေးမှာတော့ရုရှား၊အိန္ဒိယ၊တရုတ်ပါဝင်နိုင်ငံတကာမှကယ်ဆေးတို့ဖွင့်များအော်ဝင်ကူညီလျက်ရှိကြောင်းလည်းသိရှိရပါဗျ။နောက်တဲ့တဲ့င်းတို့မှာတော့အချမ်းပတ်စစ်ကောင်စီဟာငလင်ဘေးကူညီဦးစုကစက်မှုဆောင်တစုံလင်းငွေကျပ်သိန်းနေရာပထမတောင်းခံလာကြောင်းစစ်ကောင်စီကတိုင်တရာမျိုးနဲ့ဖီလင်ဘန်စက်မှုဆောင်ထံသို့ပေးပို့သောစာရသိရှိရပါတယ်။ မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်နာကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာပျက်စီးဆုံးရှုံးမှုများနဲ့တိုက်ဆုံထိခိုက်မှုများရှိကြောင်းကိုကြောင့်ငလင်ဘေးကူညီရေးအတွက်စစ်ကောင်စီအားစစ်မှုဆောင်တုံးနေရင်ဝေချက်သိမ်းနေရလူတန်းရမြူပြောဆိုကြကြောင်းသိရှိရပါတယ်စစ်မှုဆောင်လုပ်ငန်းရှင်များနေဖြင့်ဧပြီလ4ရက်နေ့မှာနောက်ဆုံးထား၍စစ်ယုံတယုံနေရင်ဝေချက်တသိန်းလုံးဖြင့်လူတန်းပေးရန်တိုင်တာယာမြို့နယ်ဖီလင်ပန်းစစ်မှုဆောင်စီမံခန့်ခွဲကော်မတီကနှိုးဆော်ထားပါတယ် ။ရန်ကုန်တိုင်းအတွင်းမှာတော့စက်မှုဇုံ29ဇုံရှိပြီးစက်မှုဇုံများအလုံးမှာလည်းလျှက်စီမီမရသဖြင့်လုပ်ငန်းများကိုယာယီရနှက်ထားအောင်စက်မှုဇုံလုပ်ငန်းတွေပိုင်ရှင်တွေကပြောထားတာသိရှိရပါတယ်။မယောင်နိုင်နေတဲ့ကဘာမှကြိုတည်ပြစ်စမှုရှိသူမိန်းမရဲ့လက်အကန့်အိတ်တွေဝယ်ဖို့ကိုပဲစုဆောင်ခဲ့တဲ့မင်းအွန်လိုင်းတယောက်အနေနဲ့ကတော့လက်ရှိခြေနေမှာကတော့ပြင်ဆင်မှုရှိတဲ့အတွက်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကပြန်လည်ပြီးတော့ငွေညစ်နေရအောင်တွေးရှိနေရပါတယ်။အခုကြည်ချင်းအဖင်မြန်မာနိုင်ငံမှာပြည်သူတင်မြောက်ထားတဲ့အစိုးရမရှိရင်ပြည်သူနဲ့အစိုးရအစိုးရနဲ့ပြည်သူပူးပေါင်းမှုမရှိတာဖြစ်တဲ့အတွက်အခုလိုမျိုးခြေနေဖြစ်လာတာပါ။ မေစုလက်ထက်မှာတော့အားလုံးသိတဲ့အတိုင်းပဲ EV ကနေဖန်သားပြင်ပေါ်ကနေပြီးတော့ကျမတို့ပြည်သူတွေကျမတို့အတွက်ကိုရိုနာဆေးအတွက်ငွေလိုပါတယ်လို့ပြောနေတဲ့စကားခွန်အစုံတော့မရောက်သေးခင်မှာပဲနိုင်ငံတကာကငွေတွေဟာဘဏ်အကောင့်တွေကိုအတီးသီးဝင်ရောက်လာတာကိုအားလုံးတွေ့မြင်ခဲ့ရမှာဖြစ်ပါတယ်။အဟာပြည်သူနဲ့အစိုးရအစိုးရပြည်သူရဲ့စေတနာနဲ့မြစ်တာလို့ခေါ်ပါတယ်။လက်ရှိချိန်မှာတော့စစ်ကောင်စီအနေနဲ့အခုလိုမျိုးငွေကြေးတောင်းခံမှုတွေပြုလုပ်နေပေမဲ့တစ်ဖက်မှာလည်းဘုံတွေကျဲနေတာဟာလည်းလက်ရှိချိန်မှာတကယ်ဖြစ်ပေါ်နေတဲ့အနေအထားတစ်ခုပါပဲ။ တို့အမှန်တရားတွေကတော့ခါပါတယ်။ကဲပါကျွန်တော်တို့ပြည်သူတွေတကယ်ခါသီးနေတဲ့အမှန်တရားတွေကိုခံစားနေရတာပါပဲ။ပြရဖြစ်ချင်တယ်တဲ့အာနာသိမ့်လိုက်။ဒါပေမဲ့ပြည်သူကိုကဲတင်ဆောက်ရှောက်ရမယ်အစားပြည်သူကိုစေကုသပေးရမယ်အစားဘာလုပ်လဲ။မိသိန်းဂျိုဆက်တွေဆောက်ပေးတယ်။လေရင်နဲ့ထပ်ပြီးတော့ဘုံကျဲတယ်။အခုရေကြီးတာတွေကိုဗစ်ဖြစ်တာတွေ မှုန်တိုင်းတိုက်တာတွေမလင်လှုပ်တာတွေကိုမဲအောင်လိုက်စစ်တက်ကဝမ်းနေပဲထင်နေသလားသူတို့ကိုယ်တိုင်တတ်ဆရာမလို့လို့တော့သူတို့ပျော်နေဦးမယ်သူတို့ကပြည်သူဒုက္ခရောက်တာကိုကြိုက်တာလေဒီတိုင်းပြည်ကြီးမှာလူမျိုးဖုံးဖုံးကနေပြီးတော့လက်လူစပယ်စကားတွေကိုပြောတယ်ဆိုပြီးတော့ပြည်သူတို့များကလည်းသူကဝေဖန်ကြလဲရှိပါတယ်ဒါလက်လူစပယ်ပြောနေမှာပေါ့တကယ်လက်ရှိအခြေအနေကိုပြောနေရပါဘယ်စစ်အာဏာရှင်များကျွန်တော်တို့ပြည်သူတွေပေါ့အောင်းခဲ့ဘူးလေဗျာ တကွေးတောက်တိုင်းတွေကတွေ့ရင်ဤသူတွေကဘသူကများကောင်းတယ်ပြီးတော့စကားပြောထွက်ခဲ့တယ်ဗျာပြည်သူမရှိလေကြိုက်နေပဲသူတို့ကဒီတိုင်းပြည်ကြီးကိုပဲချစ်တာဒီတယံဇာရတွေကိုပဲချစ်တာပြည်သူတွေကိုချစ်တာမဟုတ်ပြည်သူတွေကိုသူတို့လက်နဲ့သူတို့ချင်းထဲတောင်တတ်ချင်းနေတာဘုံကျဲပြီးတတ်တယ်စစ်ကြောထိုးပြီးတတ်တယ်မိရှုပ်ပြီးတတ်တယ်ဖန်စီပြီးတတ်တယ်ထောင်ချပြီးတတ်တယ်အဲ့ဓာတွေကလူမြင်တယ် ။ဒါကြောင့်သူတို့လက်နဲ့သူတို့ခြေနဲ့တက်ချင်တာတက်လို့မရလို့လူမြင်လို့တော့သူတို့ကမတက်ဖဲနဲ့နေနေတာ။အခုလို့တဘာဝဘေးအန္တရာယ်တွေကြောင့်သေလီသူတို့ကကြိုက်နေပဲ။နော်။အခုဘေးအွန်လိုင်းစစ်တပ်ကပြည်သူတွေကိုတနာပဲထင်းသလား။စိတ်မကောင်းဖြစ်ပဲထင်းသလား။ဝမ်းနဲ့ပဲထင်းသလား။တစက်မှမဖြစ်ဘူး။အခုတော့ဆိုရင်အောင်မွေးအောင်ခံနေဦးမယ်။ကြိတ်ပြော်နေကြမှာ။သူတို့ကပြည်သူတွေမရှိနေကောက်နေပဲ။ နှကိုတဲကပါပြည်သူကိုတက်ဖြတ်ညှဉ်းဆဲနှိပ်စက်နေဘုံကျဲနေအခုဥလာတိုင်းပဲမှာစာပြားရတဲ့တန်ခါတွေဘလောက်ဆုံးလဲဆိုတာအခုချိန်ဒီကိုအတိအကျမသိသေးဘူးတဲ့เนาะအတော်များများတော့ဆုံးတယ်တန်ခါတော့600ကျော် စားဖြည့်နေတာအဆောက်အဦပြိုကျတာအခု80ကျော်ပြန်လွန်တော်မူသွားပြီလို့ပြောတယ်ဒါပေမဲ့စရင်အတိအကျမသိသေးဘူးတဲ့เนาะ ဒါအချိန်မီမကယ်ဆယ်နိုင်လို့စိတ်ကူတာမပေးနိုင်လို့တေကြတာပေါ့နော်ပြီးတော့မန္တလေးမှာအောင်မြင်မှာလည်းပဲမလင်းလှုပ်ပြီးတော့ပြောကြတာငလင်းကြောင့်မီးလောင်တာပေါ့ဗျာပင်မဆယ်ရက်ကွက်မီးလောင်သွားတယ်ပင်မဆယ်ရက်ကွက်တော့မီးလောင်သွားတယ်စိန်မှန်းမှာရှိတဲ့ပင်မဆယ်ရက်ကွက်မီးလောင်သွားတယ်အဲ့တော့ စိန်မန်းရက်ကွက်ဟာဘလောက်တော့ကန်ဆိုးလဲဆိုတော့ငလင်ဘေးရောမီးဘေးရောဘေးနှစ်ဘေးကိုတပြိုင်နက်တည်းခံရတယ်ငလင်လှုပ်ပြီးတဲ့အချိန်မှာမီးထလောက်တကားရဲပင်မစိန်ရက်ကွက်လိုမီးလောင်သွားတယ်စိန်မန်းမှာပြည်သူ9ယောက်သေသွားတယ်အဲ့ဒီငလင်လှုပ်မှုမီးလောင်မှုကြောင့်ပြည်သူ9ယောက်သေသွားတယ်ဒဏ်ရာရတဲ့သူတွေလည်းအများကြီးပဲကဲဘလောက်အမှဆိုရင် တကပိုင်းတော်ဆန်းစုကြည်အစိုးရအုပ်ချုပ်နေတဲ့အချိန်မှဆိုရင်ဒီလိုမီးလောင်တာဖြစ်မလားမိသက်ကားတွေတဝီဝီနဲ့အခုလောက်ဆိုမီးငိမ့်လိုက်မှာပေါ့ကဲစဉ်းစားကြည့်နော်ဒီစိန်ပန်းမှာမီးလောင်တာကိုစစ်တပ်ကရဟရင်နဲ့လည်းမီးမငိမ့်ဘူးမိသက်ကားနဲ့လည်းမီးမီးဒီတိုင်းခိုင်ကြည့်နေတောင်းမစိပြည်သူမရှိလေကောင်းနေပဲတောင်းမစိပြည်သူမရှိလေကောင်းနေပဲ ဲစိန်မှန်းရက်ွက်ကြီးတစ်ခုလုံးပြာကျသွားတယ်။တကယ်တော့အောင်ဆိုဆိုကြည့်အောက်ချုပ်တဲ့အစိုးရသူဒါမျိုးဖြစ်မလား။ဟာပြည်သူတွေဝိုင်းပြီးမင်းငိမ့်ကြမယ်မိသက်ကားတွေဝိုင်းပြီးပြေးကြကြမယ်ရဟတ်ကြီးတွေဝိုင်းပြီးမင်းငိမ့်ကြမယ်။အခုတော့ပင်မစေရက်ွက်တော်မီးလောင်သွားတယ်။ဟမ်ပင်မစေရက်ွက်တော်မီးလောင်သွား။အဲ့တော့ဘန်ဒလီစိန်မှန်းရက်ွက်ဟာတော့ မီးပေးရောဂလင်ပေးရောကဲဂလင်လှုပ်လို့တိုက်တွေပြိုတယ်မီးလောင်လို့အိမ်ကြီးပြာကြတယ်လူတွေကလည်းသိသေးတယ်စဉ်းစားကြည့်ပြဖြစ်တယ်လားအဲ့ဒါမဲအောင်လိုက်ဥဆောင်တဲ့စစ်ကောင်စီရဲ့ယုံမှားမှုအောက်တန်းကျမှုတွေကြောင့်နော်ယုံမှားမှုအောက်တန်းကျမှုတွေကြောင့်မီးလဲမငိမ့်ပေးတယ်လို့ငရင်ပေးငလင်ပေးကိုလည်းဘာမှကုညီတာကဲစတာတခုမှမလုပ်ဘူးစေကုသပေးတာတခုမှမလုပ်ဘူး 28နှစ်မှာဖြစ်ပေါ်ခဲ့တဲ့ငလင်နှံကြောင့်တော့အမေစုကိုတိမ့်တိမ်ထားတဲ့ကျင်းတော်ဟာဘာမှမဖြစ်ခဲ့မဲ့နောက်ထပ်တစ်ချိန်မှာငါးတော်မှာငါငလင်မကနီကျူးရှိတဲ့ငလင်လှုပ်ခတ်ခဲ့တဲ့အချိန်မှာတော့အော်မှာအတော်များပြိုကျဖြစ်စည်းရတာကိုသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့အမေစုကိုစိုးရိမ်မှုတွေကအလွန်ပဲမြင်မာနေတဲ့နေထားကိုရောက်နေပြီမလဲ။စစ်ကောင်စီကဇော်မဲလုံးကိုတိုက်ရိုက်ဆက်သွယ်မင်းမြန်ကြကြရင်ပဲပြန်လေဖြေချခြင်းမရှိသလိုအမေစုနဲ့တမရာကြီးရဲ့ အနေထားကိုလည်းပေါ်ပြထားခြင်းမရှိကြအောင်တွေ့ရတဲ့အတွက်ပြည်သူတွေနဲ့ပဲတကယ်ကိုပဲစိတ်နှလုံးအချမ်းမြေစွာနဲ့စိတ်ပူနေတဲ့အနေအထားတစ်ခုမှရှိနေတာဖြစ်ပါတယ်လက်ရှိအခြေအနေမှာကတော့မင်းအောင်နိုင်တို့အနေနဲ့အမေစုနဲ့သမရာကြီးကိုပြန်လှုပ်ပေးပြီးတော့မြန်မာနိုင်ငံအနေထားကိုဖြည့်ရှိမဲ့ဆိုရင်တော်လေးကိုမှဖြည့်ရှိလို့ရမယ်ထားရှိနေမယ်လေသူတို့အနေနဲ့လဲကိုးရီရဲ့ကျင်တိုင်းပဲကိုးကျင်ကိုးကျန်ကျန်နေပြီးတော့ပြပကနေဝင်ရောက်လာမဲ့တတိယနောက်တွေကိုလဲဝင်ငွေမပေးတယ်လို့မေစုတဲ့သမတာကြီးရဲ့အတင်းကိုလဲမှုန်နေထောက်ဖြတ်ထားတာကိုလဲသိရှိနေရပါတယ်။ဒါတွေကိုကြည်ချင်းအဖြစ်စစ်ကောင်စီက ိုးရင်တုန်းကစစ်ကောင်စီတိုင်းမှာပဲဘယ်တော့မှဒီကောင်တွေဟာလူလိုအသိစိတ်ရှိမဲ့ကောင်တွေမဟုတ်တာတော့ပြေကြပါပဲ။မင်္ဂလာမရှိတဲ့တည်င်းလေးပါဗျ။ဒီကနေ့မှာတော့အမင်းအတွက်ပြန်လဲစိတ်ပူနေရပြန်ပြီ။ဒီကနေ့28ရက်နေ့တုန်းကငလင်ဆလှုပ်လို့တဲ့နေ့မှာတော့အမေကအစင်ပြေခက်ပြီမဲ့မနေ့ကနောက်ထပ်တိုင်းငလင်လှုပ်ခတ်နေတဲ့ချင်းအမေတို့ထောင်ဖက်မှာအပြင်းတံငလင်လှုပ်ခဲ့တယ်တဲ့။အဲ့တော့ဒီ အမေစုရဲ့တင်းကိုရချင်းလို့တင်းမီယာများကတင်းသွားစူးစမ်းလိတ်လာရေးကိုစစ်ကောင်စီကလုံးဝလုံးဝတင်းလိတ်လာခုမပေးဘူးတဲ့အဲ့တော့စိတ်ပူနေရပြန်ပြီအမေအခုချိန်မှာဘလို့များနေမလဲဆိုတာတတော်လေးကျွန်တော်တို့စိတ်ပူပန်းနေရတယ်ပေါ့နော်အဲ့တော့ဘာပဲပြီးပြောကျွန်တော်တို့တင်းလည်းယူလုံးရဘူးအမေရဲ့အချိုးကြောင့်လည်းသွားမေးပိုင်ဖို့မရှိဘူးအဲ့တော့ကျွန်တော်တို့အပင်ကနေ1 1စုတောင်းကူညီကြရအောင်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်တင်းမီယာများက ။စော်မဲလုံးကိုဖုန်းဆက်မင်းမြန်းခဲ့တော့လဲဖုန်းကင်ချင်းမရှိဘူးတဲ့။တော်တော်ဆိုးတယ်။လက်ရှိသူတို့ကိုယ်တိုင်ကိုကဖက်ပြင်းနေရတာ။မင်းအွန်လိုင်းစိုးဝင်စော်မဲလုံးအဲ့ဒီ၆လုံးသားနေအိမ်ဘုံမူကြီးများလက်ကြံဘုံမူကြီးများဖက်ပြင်းနေရတဲ့။အဲ့တော့ဒီထဲမှာလည်းဖြောင်းများစွာတေးတယ်။ဒါကြောင့်အခုလက်ရှိမင်းအွန်လိုင်းကနိုင်ငံတကာကိုဖုန်းဆက်အကူအညီတောင်းခဲ့တာလဲပြည်သူအတွက်မဟုတ်ဘူး။ဒါတို့အတွက်၆လုံးတန်းနေအိမ်ဒီအကုန်လုံးပါပြီးသွားပြီဟလာတို့တမနာအိမ်တော့ အင်ကြီးအကုန်လုံးကငလင်ထဲမှာ28ရက်နေတုန်းကအကုန်လုံးပါပြီးသွားပြီကျွန်တော်ပြောပါသေးတယ်28ရက်နေတုန်းကတနေ့မနေ့ကမတက်ခင်မှာကျွန်တော်ပြောပြီးသားအဲ့တော့အခုတော့မင်းအွန်လိုင်းတို့ကိုယ်တိုင်ထွက်ပြေးနေရတယ်အခြားနေရာမှာအဲ့တော့အမေစုအတွက်တတော်လေးစိတ်ပူနေရတယ်အဲ့တော့လက်ရှိပြည်ပမှာရှိနေတဲ့ဒိုင်းပြည်ထဲမှာရှိနေတဲ့သူတွေအမေစုအတွက်ရောတိုင်းပြည်သူပြည်သားတွေအတွက်ရောကျွန်တော်တို့ဝိုင်းဝန်းစုတောင်းကူညီကြရအောင်လို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံလိုပါတယ် ။နောက်ထပ်သတင်းမှာတော့ဂျပန်နိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုကယ်ဆယ်ရေးတွက်ဆိုပြီးတော့တွက်လိုက်ပါပြီ။ဒါပေမဲ့လည်းအယောက်9ယောက်ကိုသာတွက်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အနေအထားတွေနဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေဟာဘယ်လိုမျိုးမှန်ကန်မှုရှိလဲမှန်ကန်မှုမရှိလဲဆိုတာကိုစုံစမ်းစစ်ဆေးဖို့အတွက်အရင်ဦးဆုံးဂျပန်နိုင်ငံကနေပြီးတော့9ယောက်ကိုတွက်လိုက်တာပါ။ဂျပန်နိုင်ငံဆိုတာကတော့လုတ်လုတ်တဲ့နေရာမှာတိကျတိကျမှုရှိပေမဲ့လည်းဆုံးဖြတ်တဲ့နေရာမှာတော့အချိန်ကြန့်ကြာမှုတွေကမြဲတမ်းရှိတဲ့နိုင်ငံတကာဖြစ်ပါတယ်။ထောက်နိုင်ရဲ့လှည့်စားမှုကိုခဏခဏသိနေတဲ့ဂျပန်နေနဲ့ရတော့ က်ရှိချိန်မှာတော့မြန်မာနိုင်ငံမှာရှိတဲ့ဂျပန်တန်ရုံးမှာလည်းသံမတ်ကြီးကိုပြန်လည်ပြီးတော့ခေါ်ယူပြီးတော့ဒုတိယအဆင့်ကိုရွှေ့ချထားတယ်လို့အခုချိန်မှာကယ်ဆယ်ရေးဆင့်မှုအတွက်လည်း၅ယောက်ကိုစုံစမ်းဖို့အရင်လွှတ်တာဖြစ်ပါတယ်။အဲ့ဒီ၅ယောက်ကနေပြီးတော့တင်ပြတဲ့ချက်တကူကိုကြည့်ပြီးမှဂျပန်နိုင်ငံဟာကယ်ဆယ်ရေးလုပ်ငန်းတွေကိုထပ်မံပြီးတော့တိုးချဲ့ပြီးလုံဆောင်သွားမှာဖြစ်ကြောင်းနဲ့ဂျပန်နိုင်ငံမှာခြားခြားသောကယ်ဆယ်ရေးပစ္စည်းတွေကိုလည်းပေးပို့သွားမယ်ဆိုတာသိရှိရပါတယ်။ ွဲလုံးနာဝရိယနဲ့သူတို့ရဲ့အသက်ရှင်တန်ဖို့သူ့ရဲ့အဖွာအသက်ရှင်တန်ဖို့အတွက်ကြိုးစားသွားတာလေးတွေကိုဒီဗီဒီယိုလေးမှာတကယ်ကိုမြန်မာအထွေထွေတွေ့နေရတာပါ။ လုံးပဲတအားကြည့်မယ်ဆိုရင်တော့အခုတတိထားမရတော့ရေတောက်ဖို့အတွက်ရေရှိဖို့လိုအပ်ပါတယ်အသက်ရှင်ဖို့အတွက်ရေဒါအရန်ကိုရေးကြည့်တဲ့အရာဖြစ်တဲ့အတွက်အားလုံးပဲရေဆောင်ထားဖို့လိုအပ်ပါတယ်ဒီတလုံးထဲမှာမိမိတို့ရဲ့ရေမိကျအမီဟုတ်အားသွင်းလုံးစရှိတဲ့အရာတွေကိုထည့်ပြီးတော့ပြင်ဆင်ထားကြဖို့နဲ့ဒါမှမဟုတ်လဲ VC တို့ဘာလို့စရှိတာတွေကိုထည့်ပြီးတော့ပြင်ဆင်ထားပြီးတော့အလင်းလှုပ်ပြီးဆိုရင်တော့ပုံနဲ့မကွာစောင်းယူပြီးတော့ဖက်ပြေးကြဖို့လိုအပ်ပါတယ် ။ဒါကြောင့်ပိတ်မိတဲ့အခါတွေရှိလာမယ်ဆိုရင်လည်းဒါတွေကိုအသုံးပြုပြီးတော့ဖြတ်ပေါင်းများစွာတက်ရှင်နိုင်အောင်နေနေမှာဖြစ်ပါတယ်။ဒါကြောင့်အားလုံးပဲဒီကိစ္စတွေကိုမပြီးမလျော့နဲ့ပြုလုပ်ကြဖို့ဒီနေရာကထပ်မံတိုက်တွန်းလိုက်ပါတယ်။ဦးသေးရဲ့တူဟာပေါ့ကွာတူလည်းမရရဲ့။နော်ညီကို၂ယောက်ဘုန်းမ၃ယောက်ပေါ့ကွာဒီမှာခွင့်ကိုအဲဒီမှာကွာဆွင့်ကြိုက်လာဖို့လား။ဟောက်ွယ်လေးဆိုတော့လေသူ့ရဲ့ညီပေါ့သူ့ရဲ့ညီဦးသင်းတော့ ။ဒါကသူကသွင်းကြိုင်လာဖို့တာ။ဘာခွဲရက်ပဲသူကအားရဆိုတဲ့ခါကြလာပူရင်းနဲ့မှသူငွေရလောက်တာတော့12နာရီ50မိနစ်မှာငွေရလောက်တယ်။သူကတော့17လောက်ကတော့ဒီရောက်တာနေမှာပေါ့ငါတူပဲ။နော်။အဲရောက်တဲ့ချိန်မှာကြာသူတို့ပြန်ကန်လိဒီဟိုအဲ့ဆိုင်ကယ်တွေ့တယ်မလားညီစောစောအဲ့ဆိုင်ကယ်ကိုသူကခွေပြီးတော့ပြန်မြက်အချိန်မှာဒုတိယငရေသွားလှုပ်လိုက်တာငရေသွားလှုပ်တဲ့အချိန်မှာသူတို့မွန်နမသုံးအောင်အဲ့မှာသူကစုမိနေရနေပါပဲ ရှစ်စင်အဲ့လားဗျာညီအခုမတွေ့သေးဘူးဗျာအခုလက်ရှိကတော့ဝီးတို့ရှားနေသေးပဲဟေးအခုရှားနေသေးပဲလေမမနေ့ကတည်းကဝီးတို့ရှားနေရဒါကိုရဲ့ရက်ရွာဒေသနော်မွေးကျင်းသားချင်းအကုန်လုံးအပိုင်းဝိုင်းနေရဒါကိုကြီးတို့ရှားဝင်းနေရလက်ရှိမှာတော့မတွေ့သေးဘူးဗျာညီမနေ့ကိုကြီးတို့ရောက်နေရဒီမှာခွန်းနိုင်ဝဲတဲ့ရောက်နေတာပဲကိုရဲ့ဒါသွေးသားဆိုတော့ကွာအခုရှားအခုတွေ့ကျင်တာပဲဝီးတို့ရဲ့ခံစားချက်ကမျောလင်းချက်ကတော့အသက်သေးတာပဲကိုကြီးတို့ကမျောလင်းလို့ရမှာနော် တည်တဲ့ခန္ဓာကိုယ်ပဲကိုတို့ကတွေးလို့ရတော့မှာပဲနော်မျောလင်းချက်ဆိုတာကောသက်ရှင်မှုကန္တာတော့ကိုတို့မှာမျောလင်းချက်မရှိတော့ဘူးနော်အနံ့လေးတော့နည်းထွက်လာတယ်ဒီအနံ့လေးတော့ထွက်လာတယ်ဖြစ်ရှင်တာတော့မလေးရတဲ့ဒီလိုရှားပွေးဟာမလေးရလဲရှားပွေးမယ်ဆိုလို့ရှိရင်လည်းအသက်အန္တရာယ်တော့မရတော့ပါဘူးကြီးနော်အသက်အန္တရာယ်လည်းဆုံးမသွားပါဘူးဒီမှာတော့ငိုင်းကြီးကဟိုသာသနာ့ရှင်ကြီးကတော့ဒီကြောင်းနေတဲ့တားဆိုးသွားတာပဲကွာနော်တိုက်သစ်တွေပါလေတားဆိုးသွားတာပဲနော်ကိုကြီးတို့ကတော့ကိုကြီးတို့ရဲ့သွေးသားတွေ ကိုရဲ့တူတွေပေါ့ဝါတာဥစဉ်တူတူမလေးတူတွေကိုရဲ့သွေးသားတွေဒီမှာအဓိကထားပြီးတော့လာရတာပေါ့ငါကြီးရဲ့ဖြစ်တာတော့ဒီမျိုးလုံးဖြစ်တာပါအော်ငလင်းလည်းပတ်သက်လို့ပြောချင်တာကတော့ငါကြီးကကိုတို့လည်းဒါတွေကအခုရဲ့အခုရဲ့အသက်တသက်မှာကွာကိုအသက်45နှစ်ရှိပြီကွာတခါမှမတွေ့ကြုံဘူးလေကွာနော်အခုချိန်မှာတော့ဒါကိုရဲ့တခါတွေ့ဆုံခဲ့ရတာပဲဒီလိုလည်းမျောလင်းမထားကြဘူးလေကွာငါကြီးလည်းလူတိုင်းလူတိုင်းဒီလိုသွားလာနေကြတာပဲနော်ဒီလိုပဲဒါမျိုးလုံးတွေ့ကြုံမှုဆိုတာလည်းမထင်ကြဘူးလေနော်ဒါကတော့ ဒါကက်ဆက်တွေလို့ပြောရမှာကွာဒါတန်တရားဝေကျွေးတွေပါလို့လဲဒီလိုဖြစ်ခဲ့တာပေါ့ကွာဝေလို့အဲအားလုံးပဲဒါလေးကတော့စိုင်ငယ်နဲ့မနမ၃ရောင်ပြန်ထွက်ခံနေမှာပဲအပေါ်ကပြိုကျပြီးတော့ပြီးသွားတဲ့အနေအထားကိုခုပြောပြတာဖြစ်ပါတယ်။ဘာပြောလက်ရှိမှာလူတွေအားလုံးဟာသက်မရှင်နိုင်တော့မှသိရမလဲကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေအားလုံးရဲ့ခန္ဓာကိုယ်လေးများပြန်ရခဲ့မယ်ဆိုရင်ဒီတော့တရားလေးနဲ့ပဲအားလုံးဟာရှာဖွေနေကြဖြစ်ပါတယ်။၃ရက်ဆိုတဲ့အနေအထားတစ်ခုရောက်ရှိတိုင်းဖြစ်တဲ့အတွက် ဒီပြင်းမှုဒဏ်တွေတောင်းလဲနတ်နေထွက်လာတာကိုလည်းအားလုံးကြောက်နေတော့တွေ့ရှိရပါတယ်။အာကျွန်တော်အခန်းမှာတော့အမေအခန်းကအခုပစ္စည်းထွက်လာရင်ပေါ့နော်ကျွန်တော်အစားဆိုးရင်ညာအာကျွန်တော်တို့အခန်းမဟုတ်မှာဆိုးရင်ညာပေါ့နော်ဒါအမေရဲ့ပစ္စည်းအိတ်ထွက်လာတယ်။အာဖေးရဲ့ဖေးရဲ့လွယ်ကြီးထွက်လာတယ်ပေါ့နော်။အခုကျွန်တော်တို့ဒီပညာရှင်တွေဘော်ရန်ဝင်ပြီးတော့တူးတော့မှာပေါ့နော်။သူတို့တော့အစိမ့်အပူနဲ့မျိုးပြောတယ်။နောက်နှစ်နာရီနှစ်နာရီအတွင်းရမယ်လို့ပြောတယ်ပေါ့နော်။ ကျွန်တော်လည်းစောင့်နေပါဘောနော်စင်ပြပါညစင်ပါတယ်တောင်းရောက်ရှိရတော့ထူတန်ကြရတယ်ဟိုအမေပိုင်းမေမိုးပိုင်းထူအမေပိုင်းထူပြဆိုတော့လည်းထူပြရဲဘောနော်မေမိုးပိုင်းထူပြဆိုတော့ပါပါသေးပေါ့ပါပါသေးခုထွက်လာရင်မတူတွေထွက်လာတော့ကျွန်တော်ချက်ပြပြပါဗျာ ောက်ထပ်သတင်းမှာတော့အစိုးရရဲနောင်ဟာသူ့ရဲ့ရောက်ခမဖြစ်တဲ့မိသားစုကိုကူစားပန်းသားရှာဖွေနေခဲ့ပေမဲ့လေခဒိုင်မွန်စိန်ဆိုင်ရဲ့ဝန်ထမ်းတအုပ်သာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့အနေထားကိုတွေ့ရှိရပါတယ်။မိသားစုဝင်၄ဦးဝန်ထမ်း၄ဦးစုစုပေါင်း၈ဦးမှာကြီးကြီးဒဏ်ရာဒဇွန်းဒဇမှမရှိပဲအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့ဝန်ထမ်းတအုပ်သာရှိပြီးကျန်တဲ့သူတွေကတော့ပြိုကျတဲ့အချိန်လေးကသိဆုံးသွားကြောင်းသိရှိရတဲ့ဒီနေရာကနေပြီးတော့စေမကောင်းဖြစ်မိကြောင်းတတူဝန်းနေရကြောင်းထပ်မံပြီးပေါ်ပြပေးလိုက်ပါတယ်။ကော်လံမျိုးတွေအားလုံးပဲကျွန်တော်အနေနဲ့ကတော့ လိုမျိုးမလင်းတဲ့ရင်းတွေကိုဖော်ပြရတဲ့နေရာမှာပေါ်လေးဦးမှာစိတ်ကြံစည်ရပါတယ်။ပေါ်လမ်းမျိုးတွေအားလုံးလည်းစိတ်ကြံစည်မယ်လို့ယုံကြည်ပါတယ်။မြို့တင်းတွေဟာကျွန်တော်တို့ဘဝမှာပေါ်ပြခြင်းသုံးအရာတွေဖြစ်ပါတယ်။နာမည်နဲ့လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံအခြေအနေနဲ့ပူညီလိုနေတဲ့သူတွေနဲ့ကယ်ဆယ်ပြီးတော့ပျော်ရွှင်ပေးရတဲ့သူတွေမျိုးမျိုးရှိနေတဲ့အနေအထားတစ်ခုမှာမြန်မာနိုင်ငံရဲ့လက်ရှိတင်းတွေကိုဟောတက်နိုင်ဆုံးကူစားပြီးတော့ပြပေးသွားပါမယ်။ဒီအားလုံးပဲပြပေးလို့ あれ